မင်္ဂလာပါရှင်ဝေသမီဒီယာချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်လာရှောမြို့ကိုထိန်းချုပ်ထားတဲ့ Google လည်းနဲ့ကအဖွဲ့ MNT ရာလက်ရှိချိန်မှာ၎င်းတို့ထိန်းချုပ်ထားတဲ့လာရှောမြို့ကနေပြန်လည်ဆုတ်ခွာခဲ့ပြီးဖြစ်ပါတယ်ဒေသပိုင်းထဲမှာတော့လာရှောမြို့ကနေ MNT အဖွဲ့တွေပြန်လည်ဆုတ်ခွာမှုအခြေအနေနဲ့တရုတ်အစိုးရကဘာတွေပြောဆိုထားတယ်ဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဒီစီဇန်လေးမစတင်ခင်မှာတော့ဝေသမီဒီယာချန်နယ်ကို subscribe နဲ့အိုင်ရန်ရှာလေးလုပ်ပေးပါအောင်ရှင် ပရိသတ်ကြီးရင်မြမတကြံအပီလူစဲဝင်စားမှုမြင့်တက်စေတဲ့တည်င်းတွေတဲမှာ ကိုကလန်နဲ့ကန်အဖွဲ MNDA အဖွဲ၎င်းတို့ထိန်းချုပ်ထားတဲ့လာရှိုးမျိုးကနေပြန်လည်ဆုတ်ခွာပြီးတော့နာဆာကတပ်တွေနဲ့နာဆာကဝန်ထမ်းတွေလာရှိုးမျိုးအတွင်ပြန်လည်ဝင်ရောက်လာတဲ့ဆိုတဲ့တည်င်းတွေဖြစ်ပါတယ်။ AB 23ရက်နေ့ကလာရှိုးမျိုးမှာတရုတ်အထူးကိုယ်စားလှယ်တင့်ရှိကျွင်းကဦးဆောင်ပြီးတော့နာဆာကအစိုးရအဖွဲတာဝန်ရှိသူတွေရဲ့စာကခတင်မှုနဲ့အဖွဲရဲ့ ဖုံးတာရှင်ဦးဆောင်နေ MND အဖွဲ့တာဝန်ရှိသူတွေညနေချင်းဆိုင်အစည်းအဝေးလှုပ်ဆောင်ခဲ့ပါတယ်။နာဆာကလည်းကိုကန် MND တွေးဆမှု ရှစ်ချိန်မှာလာရှိုအရေးတွေးဆမှုအရာဆိုရင်၄ချိန်မြောက်ဖြစ်ခဲ့ပါတယ်။ကိုကန်လည်းနဲ့ကအဖွဲ့ MND အဖွဲ့တွေလာရှိုမျိုးကနေပြန်လည်ဆုတ်ခွာတော့မယ်လို့တရင်တွေထွက်ပေါ်နေကြပါပဲတရုတ်အထူးကိုယ်စားလှယ်တင်ရှိကျွန်းနဲ့အတူတရုတ်စစ်ဘက်အရာရှိတွေလိုက်ပါလာတဲ့ရှင်နဲ့ဟာတရုတ်နိုင်ငံအလံထောင်ပြီး လာရှိုးမျိုးတွေကိုပြီးခဲ့တဲ့ရက်ပိုင်းကဝင်ရောက်လာတာမျိုးတွေရှိခဲ့တယ်လို့သိရပါတယ်။နားဆက်ကတက်တွေရာလဲအရှင်းမြောက်တိုင်းစစ်ဌာနအချုပ်အလံတွေလွှင့်တူထားတဲ့ရန်တန်းနဲ့အေဗီလာ22ရက်မှာစတင်ဝင်ရောက်လာတယ်လို့လာရှိုးမျိုးကန်တူကပြောပါတယ်။လာရှိုးမျိုးကန်တူကတော့ကိုကန်းကဆုတ်သွားပြီဖြစ်တဲ့အတွက်အေဗီလာ22ရက်နေ့မှာတမရော်ရန်တန်းတွေနဲ့ပြန်လည်ဝင်ရောက်လာတာတွေရှိခဲ့ပြီးတော့မျိုးတော်ခမ်းမရှိမှကြိုးတဲ့သူတွေအများကြီးပဲအဲ့ဒီမှာတက်ကရောက်တာ ။လာရှုံမျိုးရဲ့အခြေအနေတွေဟာတည်ငြိမ်စပြုတ်လာပြီးနေရက်ပြန်တွေပြန်လည်ဝင်ရောက်လာတာတွေလည်းရှိရဲ့။လာရှုံကစိတ်ချရပြီဆိုပေမဲ့တချို့နေရာတွေမှာဆစ်ဖြစ်လာမဲ့အရေးရောင်တွေတွေ့နေရတော့အဲ့ဒီဘက်ကဒေတာကန်တွေကလည်းလာရှုံဘက်ကိုစစ်ပေးဆောင်ဝင်ရောက်လာတာမျိုးတွေရှိနေတယ်ဆိုပြီးတော့ပြောပါရယ်။အေဗီလာ22ရက်နေ့ကလာရှုံမျိုးတော်တဲ့ဖန်တီးရေးကောင်စီအမည်ရှိရဲ့ Facebook page တစ်ခုနဲ့အတူဓာတ်ပုံတွေလည်းထွက်ပေါ်လာခဲ့ပြီးတော့အဲ့ဒီဓာတ်ပုံတွေမှာတရုတ်မြန်မာအလံတစ်ခုစလုံးကိုတွေ့ရပြီး တချို့ပုံတွေနဲ့အလံတွေဟာအစစ်တွေလားနီးပညာနဲ့ဖန်တီးထားတာလားဆိုတာကတော့စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။အေဗီလာ22ရက်နေ့ကထောင်ထဲချီနာဆကတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ရှင်တန်းယာနဲ့ချီပြီးလာရှုပ်ကိုဝင်ရောက်အရာရှုခဲ့ပြီးနောက်မကြမီအဲ့ဒီ page တစ်ခုထွက်ပေါ်လာလဲဖြစ်ပါတယ်။ MND အဖွဲ့တွေလာရှုပ်မျိုးကနေပြန်လည်ဆုတ်ခွာခဲ့ပြီးနောက်တမတော်ကစစ်ကြောင်းအလိုက်ပြန်လဲဝင်ရောက်လာတာတွေရှိခဲ့တယ်လို့မိသားစုလိုက်ပြောင်းရွှေ့လာတာမျိုးတွေရှိခဲ့ပြီး ရန်တိုင်းအောင်အဝိုင်းလာရှိုစီကြီးနဲ့ရမခဂုံးတွေမှာမြန်မာနိုင်ငံအလံတွေပြန်လည်တွေ့မြင်လာရတယ်လို့ဆိုပါတယ်။ဒါပေမဲ့ပြည်တော်စုလမ်းမကြီးပေါ်မှာတော့လက်လက်ကိုင်းလေးဘက်ဖြစ်တဲ့ MNDAA TNL SSPP နဲ့ PDF အနက်ကိုင်းတွေမှာစုခွာခြင်းမရှိသေးပေမဲ့အခွန်ကောက်ကံမှုတွေရောနေတာတွေရှိလာခဲ့တယ်လို့သိရပါတယ်။လာရှိုဒေသခံတအူကတော့မူဆဲလာရှိုမန္တလေးပြည်တော်စုလမ်းမကြီးမှာတော့လက်လက်ကိုင်းအဖွဲ့လေးဘက်ကရှိနေစေဖြစ်ပါတယ်။ အကွန်ကောက်ခံမှုရှိရပေါ့ပြလဲဆုပ်ခွာခြင်းမဆုပ်ခွာခြင်းဆိုတာထက်နည်းမြေဒေတာကတော့အရင်ကတည်းကစရင်ပြေရောမှုလေးပြီးအရင်ကတည်းကရှိလာတယ်တချို့အကွန်ကောက်တဲ့နေရာတွေမှာမကောက်တော့ဘူးတည်ငိမ့်စပြုတ်လာတဲ့အနေအထားတစ်ခုမှာတော့တွေ့ရတယ်နာဆာကတက်တွေကလာရှိုမျိုးအတွင်းဝင်ရောက်နေရာယူထားပေမဲ့ MND အဖွဲ့ကတော့မျိုးရက်ပေးပတ်လည်းမှာနေရာယူထားတဲ့ပုံစံမျိုးရောရှိတယ်ဆိုပြီးတော့ပြောပါတယ်။လာရှိုမျိုးဟာရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်ဖြစ်ပြီး တရုတ်နိုင်ငံနဲ့နှိစက်တဲ့ကုန်သွယ်ရေးရှိကတရုတ်နိုင်ငံရဲ့အာဆီယံကိုကုန်သွယ်ရေးဝင်ပေါက်လမ်းကြောင်းပေါ်မှာရှိနေတဲ့မြို့အဖြစ်လေးကြော်ကြားတဲ့အတွင်စီးပွားရေးနဲ့လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပါတယ်။ MND အဖွဲ့ပူးပေါင်းပါဝင်တဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာ2023ခုနှစ်အောက်တိုဘာလမှာတည်တုံညာနှစ်ကုန်စစ်စင်ရေးစတင်ခဲ့ပြီး MND အဖွဲ့ကလာရှော်မြို့ကို2024ခုနှစ်ဇူလိုင်လအတွင်းထိန်းချုပ်နိုင်ခဲ့ပါတယ်။လာရှော်မြို့ကို MND အဖွဲ့ကထိန်းချုပ်ခဲ့ပြီးနောက် တရုတ်နိုင်ငံဟာ NASA ကအစိုးရနဲ့ MND အဖွဲ့သားအပြစ်ခတ်ရက်စက်ရေးရယူနိုင်အောင်ကြားဝင်ကြိုးပမ်းခဲ့ပြီးလာရှိုမျိုးက MND အဖွဲ့တွေပြန်လည်ရုပ်သိမ်းဖို့ဖိအားပေးတာတွေရှိခဲ့တယ်လို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ကျန်ခန့်ကတရုတ်နိုင်ငံရဲ့ဂျာဝင်စည်းဆက်ပေးမှုအရာမြန်မာတိုင်းသားလည်းနဲ့ကန်အဖွဲ MND ဟာတနက်တက်ချက်မှမဖောက်ရဘဲ၎င်းတို့ထိန်းချုပ်ထားတဲ့မျိုးကို နာဆာကအစိုးရဖွဲ့ကိုပြန်လည်လွှဲပြောင်းပေးဖို့ပြင်ဆင်နေရလို့ပြောပါတယ်။တရုတ်နိုင်ငံသားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကတရုတ်နိုင်ငံဟာမြန်မာနိုင်ငံမြောက်ပိုင်းငြိမ်းချမ်းလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့ကုနီထောက်ပံ့ပေးမှုတွေဆက်လက်လှုံ့ဆော်သွားမှာဖြစ်တယ်လို့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေတိုးတက်ကောင်းမွန်အောင်ဆက်လက်လှုံ့ဆော်မယ်လို့ပြောပါတယ်။အေဗီလာ22ရက်နေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲတွင်လာရှိုမျိုးကနေကိုဂန်လက်နက်ကအဖွဲ MNDAA တွေပြန်လည်ရုံသိမ်းပြန်နေပတ်သက်ပြီးတော့ မေးမြန်းတဲ့မေးခွန်းကိုတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကတုံ့ပြန်ဖြေဆိုခဲ့တာဖြစ်ပါတယ်။ MNDAA ဟာလာရှိုမျိုးကိုနာဆတ်ကအစိုးရကိုပြန်လည်လွှဲပြောင်းပေးပြီးလာရှိုမျိုးထိန်းချုပ်မှုအပြောင်းလဲဖြစ်အောင်တရုတ်နိုင်ငံရဲ့ဂျာဝင်စည်းဆက်ပေးခဲ့တယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကြံခန့်ကပြောပါတယ်။တရုတ်နိုင်ငံဟာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်တဲ့နယ်မြေကိုလေးစားမှုရှိပြီးမြန်မာနိုင်ငံရှိသက်ဆိုင်ရာအဖွဲ့အစည်း ပြည်သူ့ရဲ့တောင်းဆိုချက်ဆန္ဒနဲ့အညီမြန်မာနိုင်ငံမြောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပိုင်းတိုးတက်ကောင်းမွန်လာအောင်ကိုကြီးထောက်ပံ့ပေးမှုတွေလှုံ့ဆော်မယ်လို့လည်း၎င်းကအထက်မှပြောဆိုခဲ့ပါတယ်။တရုတ်နိုင်ငံသားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကတရုတ်နဲ့မြန်မာနိုင်ငံတို့ဟာကြည်ကြည်ရင်းနှီးတဲ့အိမ်နီးချင်းတွေဖြစ်ကြပြီးတော့မြန်မာနိုင်ငံမြောက်ပိုင်းမှာငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးထိန်းသိမ်းမှုတွေဟာနှစ်နိုင်ငံစလုံးရဲ့ပြည်သူတွေနဲ့နှစ်နိုင်ငံစလုံးရဲ့ဘုံအကျိုးစီးပွားနဲ့ကိုက်ညီပါတယ်။ ြမအစိုးရနဲ့ကိုကန် MNDAA နဲ့နိုင်ငံအဖွဲ့တို့ပြုလုပ်ခဲ့တဲ့ကိုမင်းငင်းချမ်းရေးဆွေးနွေးပွဲရလဒ်တွေကိုအကောင့်တွေဖော်ခြင်းဖြစ်ပြီးလာရှော်မျိုးကို ပြန်လည်လွှဲပြောင်းပေးမှုလုပ်ငန်းစဉ်အတွင်မြမအစိုးရတာဝန်ရှိသူတွေနဲ့ကိုကန် MNDAA အဖွဲ့တာဝန်ရှိသူတွေကိုဖိတ်ခေါ်ခဲ့တယ်လို့တရုတ်အစိုးရကလည်းလာရှော်မျိုးနဲ့ပတ်သက်ပြီးအပြည့်အကရစရေးစောင့်ကြည့်ရေးအဖွဲ့ကိုစစ်လုပ်ခဲ့ပါတယ်။အဲ့ဒီအဖွဲ့ဟာ NASA ကအစိုးရနဲ့ MND အဖွဲ့ကြအပြည့်ခက်ရစရေးအခြေအနေတွေကို စောင့်ကြည့်ကြည့်ချက်ဖို့ဖြစ်တယ်လို့လာရှိုမြို့ပေါ်နေရာတွေကို NASA ကအစိုးရတဲ့ပြန်လည်လွှဲပြောင်းပေးရမှာအစဉ်ပြေချောမွေစီဖို့နဲ့မျက်မြင်သက်သေဖြစ်ဆောင်ရွက်ဖို့ဖြစ်ပါတယ်။တရုတ်အစိုးရဟာတရုတ်နဲ့မြန်မာနယ်စပ်ဒေသတခြားတည်ငြိမ်ရေးငြိမ်းချမ်းရေးအတွေ့မြန်မာနိုင်ငံရှိသက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့အလုပ်တွေလုပ်ကိုင်သွားမှာဖြစ်ပြီးစစ်ပွဲတွေအဆုံးသတ်ပြီးမြန်မာနိုင်ငံမြောက်ပိုင်းနဲ့ပတ်သက်တဲ့ငြိမ်းချမ်းရေးစည်းဆဲဆွေးနွေးမှုတွေပုံမှန်ကောင်းမှုအောင်လုံဆောင်သွားမှာဖြစ်တယ်ဆိုပြီးတော့ပြောပါရစေ။ NASA ကအဆိုရက လာရှိုးမြို့ပေါ်ရက်ွက်တွေကိုပြန်လည်လွှဲပြောင်းရယူခြင်းနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်ခြင်းမရှိသလို MNDA အဖွဲ့ကလည်းသတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။အဲ့ဒီအခြေအနေကိုသိရှိတဲ့စီးရဲအရင်းမြစ်တဦးကတော့ NASA ကအဆိုရအဖွဲ့ဝန်တန်းတွေနဲ့ NASA ကတပ်တွေဟာပြီးခဲ့တဲ့ရက်ပိုင်းမှာလာရှိုးမြို့ကိုပြန်လည်လွှဲပြောင်းယူခဲ့တယ်။လာရှိုးမြို့ကိုပြန်လည်ဝင်ရောက်လာခဲ့တဲ့ NASA ကအဆိုရအဖွဲ့ဝင်တွေမှာတချို့ကပြီးခဲ့တဲ့ရက်ပိုင်းတွေကရောက်ရှိခဲ့ဖြစ်တယ်ဆိုပြီးတော့ AFP သတင်းဌာနကိုပြောဆိုခဲ့ကြောင်းသိရပါတယ်။နာဆာကအစိုးရတာဝန်ရှိသူတွေနဲ့ MND အဖွဲ့တာဝန်ရှိသူတွေကြားဆွေးနွေးခဲ့ပြီးနောက်ဟိုတယ်အပြင်ဘက်ရှိ Google MND အဖွဲ့ရဲ့စစ်ဆေးရေးဂိတ်လည်းပြန်လည်ရှုပ်သိမ်းခဲ့တယ်လို့လာရှုံမြို့ကန်တဦးကပြောဆိုခဲ့ကြောင်း AFP သတင်းမှာဖော်ပြထားပါတယ်။ Google MND အဖွဲ့လက်ထက်ကိုလာရှုံမြို့ကြားရောက်ခဲ့ပြီးနောက်မကြမီတရုတ်အစိုးရက Google နဲ့ကအဖွဲ့ကိုဖိအားပေးခဲ့ပြီးတော့ရှေ့ internet ရဲစစ်မီဖျက်တောက်တာတွေရှိခဲ့တယ်လို့သိရပါတယ်။စီးရဲစစ်ဝင်စားသူတအုပ်ကတော့ MNDA ကဇန်နဝါရီလကုမင်းဆွေးနွေးပွဲအရတရုတ်ကဘေးရဖိအားကြောင့်လာရှိုမျိုးကနေစုပ်ပေးရပေမဲ့လာရှိုကိုပူတဲအုပ်ချုပ်ရေးလှုပ်ခွင့်ရဖို့နဲ့နယ်စပ်ကုံတဲ့ရေးကရတဲ့အကျိုးမြတ်ကိုပါညှော်မှန်းထိုက်လို့ကြားသိရတယ်။အုပ်ချုပ်ရေးရန်တရားကို NASA ကကတာဝန်ယူရဝယ်ရှင်းနေပြီးတော့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးကို MNDA ကဆောင်ရွက်ခွင့်ရခြင်းပုံရှိနေတယ်။ တဘောကတော့လာရှိုးကိုဝင်လာတဲ့နာဆာကတက်တွေအနေနဲ့နည်းနည်းကင်ထားပြီးကိုကံပြူသက်မြကြည်ညီရမယ်အတိတ်ပဲလို့ဆိုရမှာဖြစ်ပါတယ်။ဒီလိုကြောင်းဝင်စည်းစံမှုကလည်းလက်မြေချဲထွေမှုသာမကထိန်းချုပ်ထားတဲ့စီမံအုပ်ချုပ်ခွင့်ကိုပါပိုးတဲဆောင်ရွက်ခွင့်ရမယ်ဆိုရင်တက်ကြ EAOS အမေကန်အဖွဲ့တွေအတွက်နည်းနည်းကင်လန်းစင်ကနိုင်ငံရေးအဖြစ်တခုဖြစ်တယ်ဆိုတာကိုလက်ခံသွားစေပါတယ်။နောက်ဆက်တွဲရလဒ်တွေကနာဆာကရင်ဆိုင်ရမယ်နိုင်ငံရေးပုတ်စာတွေမှာပုံမှန်ချက်တဲသွားစေပါလိမ့်မယ်။ ဒါကြောင့်လာရှိုမျိုးအနာဂတ်ကလာရှိုတခုရဲ့အတွက်သာမကမြန်မာနိုင်ငံရဲ့အခင်းကျင်းကိုပါတက်ရောက်မှုရှိလာနိုင်တယ်ဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။လာရှိုမျိုးကလည်း Google MND အဖွဲ့အစီအစဉ်ဟာ NASA ကိုစမ်းကျင်နေရဲ့လက်နက်ကင်အဖွဲ့အပေါ်တက်ရောက်မှုတွေရှိခဲ့ပြီးအထူးသဖြင့် NUG လက်အောက်ခံ PDF အဖွဲ့တွေအတွက်စိတ်ပျက်စရာဖြစ်စေခဲ့တယ်လို့ဆိုနိုင်ပါတယ်။ဘာကြောင့်လဲဆိုရင်လာရှိုမျိုးကိုတိုက်ခိုက်ချိန်တုန်းက MND အဖွဲ့တပ်ဖွဲ့တွေတိုက်ခိုက်ခဲ့မျိုးမဟုတ်ပေ PDF အဖွဲ့ဝင်တွေပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပြီးတော့ PDF အဖွဲ့ဝင်ရာထောင်ချီထိခိုက်ကြဆုံးခဲ့ပါတယ်။လာရွှေမျိုးကနေ Gogan MND အဖွဲ့တွေပြန်လည်ရုတ်သိမ်းသွားခြင်းဟာ PDF အဖွဲ့တွေအတွက်အဖြစ်ကံအခိုင်းကံအတုံးကြကံအစင်ကမပူဘူးဆိုတဲ့ပုံစံမျိုးတက်ရောက်သွားစေခဲ့တယ်လို့တိုင်းသားလည်းကအဖွဲ့တွေကစားနေရဲ့စစ်တူရင်ခုံပေါ်ကပေါ်အဖြစ်ထက်ပိုတဲ့အခြေအနေမျိုးမရှိဘူးဆိုတာကိုလက်တွေ့သက်သေပြလိုက်တာမျိုးလည်းဖြစ်ပါရဲ့ရှင်။